ချန်ပီယံလိမှာအာစနယ်ဘူဆွဲမလားကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ3 gauge corners ကနေအာစနယ်ပြိတ္တရီအားလုံးကိုပြန်လည်ကြိုးဆိုပါရစေအာစနယ်ပထမဆုံးချန်ပီယံလိအောင်ပွဲကလက်တကန်းလူကိုရောက်လာပြီတော်ဝင်ရီးရဲကိုပြင်ညာပေးပြီးတဲ့နောက် အာစနယ်ချန်ပီယံလိအိမ်မက်ဟာပို့ပြီးတော့ရုပ်လုံးပေါ်လာတာပါ BBC ကလက်ရှိရာသီချန်ပီယံလိမှာဘယ်သင်းဘူဆွဲမလဲဆိုပြီးတော့ပြိတ္တရီကိုစစ်တမ်းကောက်ယူခဲ့ပါတယ်စစ်တမ်းဖြေဆိုသူပြိတ္တရီကချန်ပီယံလိမှာအာစနယ်ဘူဆွဲမယ်ဆိုပြီးတော့ အများဆုံးဖြေဆိုခဲ့တာပါအာစတန်ချန်ပီယံဖြစ်နိုင်တယ်လို့စစ်တမ်းဖြေဆိုသူပရိသတ်က42ရာခိုင်နှုန်းမဲပေးခဲ့တာလည်းဖြစ်ပါတယ်အာစတန်နဲ့ချန်ပီယံလိစီမီဖိုင်နယ်မှာရင်ဆိုင်မဲ့ PSG ကိုချန်ပီယံဖြစ်မယ်လို့ခံမှန်းတဲ့ပရိသတ်က28ရာခိုင်နှုန်းပဲရှိခဲ့ပြီးတော့ဘာစီလိုနာက23ရာခိုင်နှုန်းအင်တာမီလန်က8ရာခိုင်နှုန်းသာရှိနေတာပါ of dial super computer ကလည်းချန်ပီယံလိဟာ arsenal ဖလားဆိုပြီးခံမှန်းထားပါလိ arsenal နောက်ကလူအောင် bad sm ကတော့ bg ကိုရွေးချယ်ထားပါလိ SN က PSG ကိုတော်လေးထင်ကြီးနေရပါ။အာဆန်နဲ့ PSG မတွေ့ရင်ကတည်းက SN ဟာ PSG ကချန်ပီယံဖြစ်မယ်ဆိုပြီးတော့ရွေးချယ်ထားတာပါ။အခုလဲသူ့ရဲ့အမြင်ကိုမပြောင်းလဲနိုင်ဘူးလို့ SN ကပြောခဲ့ပါလိမ့်။ PSG ကချန်ပီယံလိစီမီဖိုင်နယ်ရောက်အသင်းတွေထဲမှာစိတ်ဓာတ်အကောင်းဆုံးအသင်းလို့လည်းကြီးကျူးခဲ့ပါလိမ့်။ Liverpool, Villa အသင်းတွေကိုကြော်ဖြတ်နိုင်ခဲ့တဲ့ PSG ကအာဆန်ကိုလည်းရပ်တန့်ပြမယ်ဆိုပြီးတော့ SN ခက်ရဲရဲခံမှန်းထားတယ် BBC ရဲ့ဘောလုံးသတင်းတော့ LS Howe ကအာဆန်ကိုယုံကြည်နေတယ် သူကလက်ရှိရသည့်ချန်ပီယံလိမှာအာစတန်ကိုဇက်တိုက်အားပေးလာသူပါ။အာရီတိုင်းအာစတန်ကခံစစ်အကောင်းဆုံးဖြစ်တဲ့တီရှိနေတာကချန်ပီယံစုသိမ့်ပိုင်နိုင်အောင်ကူညီပေးမယ်လို့သုံးသပ်ခဲ့ပါတယ်။ချန်ပီယံလိဆိုရင်အာစတန်ကစားမရရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ပို့ပြီးတော့ထပ်မြတ်တာကလည်းအားသာချက်ဖြစ်နေတာပါ။ခံစစ်ခိုင်မာတဲ့အာစတန်ကဆက်ကာမာတီနလီအိုဒီဂတ်ဒက်ဂလန်ရိုက်စ်တို့လိုကျဲပွင့်နေကြောင်းတိုင်းစစ်လည်းထူးချွန်နေတယ်။အာစဲလက်ရှိစုဘွဲကပဲအသင်းကိုမဆိုအနိုင်နိုင်ဆွမ်းရှိတယ်လို့ LSO ဘွဲကချီးကျူးလိုက်ပါတယ်။ ာစနယ်တောင်ပိုင်းကစားမဟောင်းဝေါ်ကော့ကအာစနယ်ကလွဲပြီးတော့တခြားအသင်းကိုမရွေးပါဘူး။သူစိတ်ထဲမှာအသင်းဟောင်းအာစနယ်ချန်ပီယံလိဖလားရတော့မယ်ဆိုပြီးတော့ကြည်နူးနေပါပြီ။ဝေါ်ကော့ကအာစနယ်ကိုချန်ပီယံလိရစီခြင်းနဲ့သူတို့အသင်းကအမှန်တကယ်ရောက်နိုင်စွမ်းလည်းရှိနေပါတယ်။အာစနယ်ကအခုဆိုရင်ချန်ပီယံစုအတွက်ထိဆုံးကနေရေးပန်းစားနေပါပြီ။ဘာနီဘူးမှာရီယက်ကိုကြော်ဖြတ်ပြီးတဲ့နောက်အာစနယ်ကချန်ပီယံဖြစ်ဖို့နှီးစပ်နေပါပြီ။ဒါပေမဲ့အင်တာမီလန်အသင်းကိုအာစနယ်သတိထားပါမယ်။အာစနယ်ခန်းစစ်စွမ်းဆောင်ရေးကြောင့်လည်းချန်ပီယံဖြစ်နိုင်ပါတယ်။ချန်ပီယံစုအတွက်အသင်းအားလုံးခွင့်ရင်းရှိပြီးတော့ ခက်ခဲတဲ့အားပြိုင်ပွဲဖြစ်ပေမဲ့အာဆွန်ကိုကြိုက်ပါတယ်လို့ပြောခဲ့တယ်။ဘောလုံးဝေဖန်သုံးသပ်သူဖြစ်ဆောင်ရွက်နေတဲ့မန်စီးကစားမဟောင်းအိုနိုဝါကလည်းအာဆနယ်ပါပဲ။ဆီမီဖိုင်နယ်မှာချန်ပီယံလိဖလားမရဘူးတဲ့ PSG နဲ့အာဆနယ်တို့ဆုံတွေ့နေတာဟာအပြင်းထန်ဆုံးပြိုင်ဆိုင်မှုခံစားခွင့်ရမယ်လို့အိုနိုဝါခံမှန်းခဲ့တယ်။လက်ရှိအသည့်ချန်ပီယံလိမှာ PSG နဲ့အာဆနယ်ဟာအကောင်းဆုံးနှစ်သင်းပါ။အဲ့နှစ်သင်းထဲကတစ်သင်းကိုရွေးချယ်ရတာခက်ခဲပါတယ်။ဒါပေမဲ့အာဆနယ်ကိုကျွန်တော်ရွေးချယ်ခြင်းပါတယ်။ရီးယားအကောင်းဆုံးပုံစံမှုတ်ပေမဲ့ဘာနီဗျူးမှာအနိုင်ယူလိုက်တာထင်ကြီးစရာပါ။ ရီယယ်ပြန်လာမယ်ဆိုရဲကြွေးကြော်တန်းကိုအာစတန်ကတိတ်ဆိတ်စေးခဲ့တယ်။အာစတန်ကခန်းစစ်ကောင်းပြီးတော့တိုက်စစ်ကလည်းပြိုင်ဘက်ကိုချိန်ချောင်းနိုင်စွမ်းရှိပါတယ်။လက်ရှိချိန်ချန်ပီယံလိမှာအကောင်းဆုံးသင်းကအာစတန်ပါလို့အွန်နူဝါပြောခဲ့တာပါ။အာစတန်ဒီပြအာရီတာနဲ့ဇာမားတွေကလည်းချန်ပီယံလိဖလားကိုတိမ့်ပိုင်အောင်အစွမ်းကုန်ပြင်ဆင်ထားပါတယ်။ချန်ပီယံစုကလွဲပြီးဘာကိုမှမလိုချင်ပါဘူး။ဟုတ်ကဲ့ပါဒီဘောကတော့လောက်ပါပဲခင်ဗျဆိုတော့ကျွန်တော်အာစတန်ပြည်သက်တွေအားလုံးကလည်းချန်ပီယံစုစီလက်တကမ်းလို့ရောက်မှာတော့တကယ်ကိုပဲတက်ကြွတဲ့ကြက်ဖားတွေဖြစ်လို့နေကြပါပြီဆိုတော့ကျွန်တော်တို့ ဘယ်လိုမြင်နေရှိကြလဲဂျီလူစာကွန်မန့်လေးတွေတွေးပြစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်